လေကူးမျိုးနယ်က25ကောင်မြင်း88ကောင်နဲ့စီစီကားကားကျင်းပါခဲ့တဲ့အလူပွဲစီ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Top Celebrity ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ပရိသတ်ကြီးအတွက်ကိုတင်ဆက်ပေးချင်တာကအနုပညာရှင်ရဲ့တည်မဟုတ်ပဲနဲ့အလူပွဲကြီးတစ်ခုအကြောင်းကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်။ဘာကြောင့်ဒီလူပွဲကြီးအကြောင်းကိုတင်ဆက်ပေးချင်တာလဲဆိုတော့ဒီအလူပွဲကြီးက social media ပေါ်မှာခေတ်စားနေပြီးတော့တကယ်ကိုကြီးစုသူတိုင်းကတာရုအနုမောဒနာခေါ်ဆိုရတဲ့အလူပွဲကြီးဖြစ်လို့ပဲဖြစ်ပါရရှင်။ဟုတ်ကဲ့ဒီအလူပွဲကြီးကိုတော့ Mashla 23ရက်နေ့က ရှမ်းကုန်တိုင်းလှေကူးမြို့နယ်ဇေယျကွင်းစံပြကြီးရွာဒေါရကျောင်းလမ်းမှာစီကားတိုက်မြိုက်စွာနဲ့ကိုကျင်းပပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါရဲ့ရှင်ဒီအလူပွဲကြီးမှာဆိုရင်တော့ဆင်25ကောင်ငင်း88ကောင် ရှင်လောင်းလှဲ့တဲ့လူအင်အားကတော့ 1500ကျော်နဲ့ကိုစီစီကားကားကျင်းပနိုင်ခဲ့ရလဲဖြစ်ပါတယ်ရှင်။ဒါအပြင်ဒီအလူပွဲကြီးမှာဗိသိက်ဆရာတွေလည်းနာမည်ကြီးတွေကိုခေါ်ထားသလိုမန္တလေးဆိုင်ကိုလည်းခေါ်ထားတာဖြစ်ပြီးတော့ဆိုင်ရလည်းတကယ့်နာမည်ကြီးမန္တလေးသိန်းစော်ဆိုင်ဖြစ်ပါတယ်ရှင်။ပြီးတဲ့အခါကျတော့ဇမင်းသားတွေလည်းနာမည်ကြီးဇမင်းသားတွေပါဝင်ပြီးတော့မြမတန်စင်တီးတချင်းတီဆိုတဲ့နာမည်ကြီးတီးတန်ရှင်တွေနဲ့ကိုစီကားတိုင်းမြိုက်စွာကျင်းပခဲ့တာဖြစ်ပါတယ်။ဒါအပြင်ရန်ကုန်လိုနေရာမျိုးမှာ စင်အကားလားဆိုတာရှားပါးတဲ့အတွက်ကျောက်ဆယ်ကစော်ကြီးမောင်စင်အဖွဲကိုလည်းခေါ်ထားတာဖြစ်ပါရဲ့ရှင်တကယ်ဟိုပဲအဘက်ဘက်ကပြည်စုံတဲ့အလူပွဲကြီးတပွဲဖြစ်ပါရင်ဒီလူပွဲကြီးဟာဆိုရင်တော့ခုနှစ်ရက်ခုနှစ်လီကိုအဲ့ခန့်ကျွေးမွေးရလို့လည်းသိရပါရဲ့ရှင်ဒါလီအီဂရစ်လင်းတန်ကိုရဟန်းခံရှင်ပြုနာသလုပ်ပေးတာဖြစ်ပါတယ်။ဟုတ်ကဲ့အလူတရကဥတန်းစုံဝင် အလူတရကမှဒေါ်ယူဝင်နဲ့အားလုံးဆွေမျိုးတစုပေါင်းစည်းပြီးတော့ တကယ်ကိုတတ်တတ်ဝဝနဲ့ကျင်းပခဲ့တဲ့အလူပွဲကြီးလေးဖြစ်ပါရဲ့ရှင်။ဒါလီအီဂရစ်လင်းတန်းကတော့73နှစ်သားပဲရှိပါသေးတယ်။ဒါလီကရှင်ပြူပြီးတဲ့အခါမှာမိဘတွေကိုနေ့တိုင်းမြစ်တာပို့ပေးမယ်ဆိုပြီးတော့လဲချစ်စပွဲပြောထားသေးတာဖြစ်ပါရဲ့ရှင်။ဒီအလူပွဲကြီးကတော့ကြီးရှုရသူတိုင်းကိုတကယ်ကိုပဲတိမ့်တိမ့်တုံအောင်တာရုခွန်ဆိုနိုင်ခြင်းတွေကိုပေးဆွနိုင်တဲ့အလူပွဲကြီးလေးဖြစ်ပါရဲ့ရှင်။ မြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာတော့ဒါလေးမွေးရင်ရှင်ပြုမယ်ဆိုတဲ့အတွေးကတော့လူတိုင်းမှာရှိကြတာပဲဖြစ်ပါရဲ့ရှင်။အဲ့ဒီအတွေးကိုဒီအလူတဲကဦးတန်းစုံဝင်းနဲ့အလူတဲကမတော်ရွရွဝင်းတို့ကအစကတည်းကအစီအစဉ်တကြစီစဉ်ခဲ့ပြီးတော့ဒီနှစ်မှာအခုလိုမျိုးစီကတိုင်းမြိုင်စွာနဲ့အကောင့်ထဲပေါ်ပြီးတော့ကျင်းပခဲ့ရလဲဖြစ်ပါရဲ့ရှင်။အခုလိုဆိုရင်တော့မြန်မာတို့ရဲ့အလူပွဲတွေက တကယ့်ကိုပဲဆိုရှယ်မီဒီယာမှာလည်းတော်တော်များများသိလာပြီးတော့တထဲဝင်ဝင်ခဏခဏလာကျင်းပပြုလုပ်ကြတာကိုလည်း တွေ့ရပါတယ်။ပရိသတ်ကြီးရောဒီလိုမျိုးအလူပွဲတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးခံစားမိလဲဆိုတာကောမလီထဲမှာရေးခဲ့ပေးပါအောင်ရှင်။ Top Celio အပိနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရတင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါရစေရှင်။